အသက်33နှစ်ရှိပြီဖြစ်တဲ့ဘယ်ဂျီယံဝိုင်းကွင်းလယ်လူကေဗင်ဒီဘရိုင်းဟာဒီအာဒီကုန်းရင်မန်စီးတီးအသင်းကထွက်ခွာတော့မယ်လို့ပြီးခဲ့တဲ့တောက်ကြနေ့ကအတည်ပြုပြောဆိုလိုက်ပါတယ်။ယာဒီကုန်းရင်အသင်းနဲ့စာချုပ်သက်တမ်းကုန်တော့မယ်ဒီဘရိုင်းအနေနဲ့အလွတ်ထွက်ခွာဖို့ပြင်ဆင်လာခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအနေနဲ့ဒီဘရိုင်းကိုစာချုပ်သက်တမ်းတိုးဖို့အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲနောက်ဆုံးမှာတော့နီးပြဂွာဒီယိုလာကိုရင်ကလက်လွတ်လိုက်ရပြီလို့ပြောဆိုခဲ့တာပါ။ ဒီဘရိုင်းကိုလက်လွတ်လိုက်ရတာနဲ့ပတ်သက်လို့နီးပြဂွာဒီယိုလာကသူ့အနေနဲ့အသင်းပေါ်အများကြီးပေးဆက်ခဲ့ပြီးဖြစ်ပါတယ်။ဒါဟာတန်တရားဖြစ်เสียတော့မရှိပါဘူး။သူ့ကိုလက်လွတ်လိုက်ရတာကအသင်းအတွက်ထိုးနှက်ချက်တစ်ခုဆိုပေမဲ့ဒီဆုံးဖြတ်ချက်ကကလပ်အသင်းရဲ့ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ကျွန်တော်ဝင်ဆော့ဖက်လို့မရပါဘူးလို့သတင်းတောက်တွေကိုပြောကြားလိုက်တာပါ။ဘိုင်းယန်ကွင်းလေကစားမကေဗင်ဒီဘရိုင်းဟာ2015ခုနှစ်မှာဘွန်ဒက်စလီကာကလပ်ဝုဘက်အသင်းကနေမန်စီးတီးကိုစတင်ရောက်ရှိခဲ့ပြီး အသင်းနဲ့အတူစေစုနှစ်တစ်ခုအကြာကစားပေးခဲ့ပြီးတဲ့နောက်ပရီးမီးယားလိချန်ပီယံ6ကြိမ်အပါဝင်ချန်ပီယံလိ2ကြိမ်နဲ့ FA ဖလား2ကြိမ်ကာရာဘောင်းဖလား4ကြိမ်နဲ့အတူစူဖလားဘောင်း16လုံးရရှိခဲ့သူဖြစ်ပါလေလက်ရှိမှာဒီဘရိုင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမသိရသေးပေမဲ့ဥရောပသတင်းတွေအရ Sorry Pro League နဲ့ Major League တို့ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်မှုတွေရှိနေတယ်လို့လည်းသတင်းတွေထွက်နေခဲ့ပါတယ်ခင်ဗျာ။ Right moment right moment go be in go be kind there yeah Hey, 40 seconds.